ရှင်ဘိုးအပိုင်း37ကိုဒေးဗစ်မိဘများသည်မိမလေးကိုမိမျိုးသို့ပြန်ခေါ်ထားခြင်းကြသည် ကိုဒေးဗစ်ပြောပြထားသဖြင့်လင်းစေအမေတို့၏အသက်မွေးမှုကိုလည်းသိနေသောကြောင့်ဖြစ်သည်အရွယ်ရောက်လာသည့်မြေးပြိုလေးကိုဥပဒေလုံခြုံသည့်နေရာတွင် နေစေခြင်းကြသည်အချိန်ချင်းညှိနှိုင်းပါတော်လဲရံပွဲများဖြစ်သောအဆုံးတက်ရသဖြင့်ကိုဒေးဗစ်လက်လျှော့ခြင်းလာသည် သမီးကိုရန်တက်ရမည်နှစ်တွင်တော့အပြင်းအထန်ရန်ဖြစ်ကြရပြီးနှစ်ဖက်စလုံးတွင်မနေစေဘဲမေမြို့ဘော်ဒါတွင် လင်းစီကိုထားရင်သဘောတူဆုံးဖြတ်လိုက်ကြသည်မိသားစုဘဝလည်းမရှိအကျဉ်လင်မယားအရာလည်းမမြောက်တော့သည့်အခြေအနေမှုကိုတီးပစ်ပက်ကလွတ်လွတ်လပ်လပ်နေလို့ရသဖြင့်ကွာရှင်းခွင့်စတောင်းခဲ့သည်လင်းစီအမေသည်မြင့်ပယ်ခြင်းလည်းမပြုနိုင်လျောခြင်းလည်းမရှိဘဲတစ်နှစ်ကြာနေထိုင်ခဲ့ကြသည် ကိုရန်နှင့်နှွေချောင်းပိတ်ရဲ့လင်းစေမိုင်းပြင်းပြန်သည့်အချိန်တွင်ကိုဒဲဘက်လည်းအတူတူလိုက်ပါသွားခဲ့သည်။နောက်ဆုံးအနေဖြင့်မေမျိုးတွင်မိသားစုအတူနေထိုင်ကြရင်နှိမ့်နိုင်စီယုံကြည့်သေးသည်။ကိုဒဲဗစ်စိတ်ထဲပြောရလျင်လင်းစေအမေဆေးပြားများသုံးဆွဲနေပြီထင်သည်။ခွာရှင်းပေးဖို့ကိစ္စသူစဉ်းစားအောင်မည်ဟုဆိုသည်။မေမျိုးတို့လိုက်နေမည်အရေးအတွက်တော့အဖြေမပေးခဲ့ပါနဲ့။ ကိုဒေးဗစ်တို့တာဖပြန်မိညတွင်အထူးစီမံချက်ရှောင်းတခင်ဆိုပါကုံစုံဆိုင်အတွင်းသို့စစ်စေးရေးအဖွဲ့များဝင်လာခဲ့ကြသည်ဆေးပြားများနှင့်အတူလင်းစေအမီပါသွားခဲ့လေသည်လင်းစေဘော်ဒါဆောင်လင်းစေကိုဘော်ဒါဆောင်ပြန်ပို့ပေးလိုက်ပြီးကိုဒေးဗစ်ကတော့မိုင်းပြင်းတွင်ကြံ့ခဲ့လိုက်တော့သည်တရားရုံးတွင်အမှုရင်ဆိုင်နေရသည့်အချိန်တွင်6လခန့်ကြာမြင့်သွားခဲ့သည်ထိုတော့တွင် ပြစ်မှုတက်တာစီရင်လိုက်ရသည့်စီရင်များတရားရုံးတွားရသည့်စီရင်များဖြင့်ပဆန်အကုံအကြအလွန်များလာသည်ကုံစုံဆိုင်ကိုပိတ်ထားခြင်းခံရသဖြင့်ဝင်ငွေမရှိထွက်ငွေအတိဖြစ်သာရင်ဆိုင်နေကြရသည်ဒီရက်ဒေသတွင်လည်းကိုဒီပစ်လုတ်တက်သည့်အလုတ်ကဘာမှမရှိတရားရုံးချင်းရဲ့တွားပေးခြင်းအချုပ်ခန်းတွားတွေ့ခြင်းတို့သာလုတ်ပေးနိုင်သည်နောက်ဆုံးတွင်တော့ပြစ်မှုထင်ရှားသဖြင့်ပုံမှန်16ခန်းအရာ အလုတ်ကျန်းနဲ့ထောင်တန်း9နှစ်ကြာခံစေရသည်လွန်ခဲ့သောနှစ်နှစ်ကကိုတေးပစ်ပြောမိခဲ့သည့်နှုတ်မှုသဘောတူ꽈ရှင်းပြဆဲကြရန်ကိစ္စအားမင်းစင်အမေကပြစ်ဒဏ်မချခံရမီ꽈ရှင်းစာချုပ်တွင်လက်မှတ်ရေးထိုးပေးခဲ့လေသည်မင်းစင်တက်နေသည့်ဖော်ရာကြောင်းတွင်မိုင်းပြေးမှအမျိုးများလည်းတက်နေသဖြင့်သတင်းစကားများကအကြောင်းအထိရောက်လာကြသည်မင်းစင်သည်ဖော်ရာကြောင်းမှနှစ်ဝက်ဖြင့် ထွက်ခဲလိုက်ရတော့သည်ဘောရာကြီးဆက်မသွင်းနိုင်သည်လဲပါသလိုအမေသတင်းများပြန့်နှံ့သွားခြင်းကြောင့်လည်းဖြစ်သည်ရင်မိုးအရင်က ကြားတိခဲ့ရသည် လင်းစေတို့တာဖသတင်းသည် အလွဲများဖြစ်နေသည်လင်းစေအဖေလက်ဝဲတွင်ဆေးပြားများမိပြီးအမေကကိုစားထောင်ကျခံပေးသည်ဆိုသည့်သတင်းပိုင်ဆိုင်မှုအသိခံရမည်ဆိုသည့်ဖြင့်ကွာရှင်းစာချုပ်လက်မှတ်ရေးထိုးခဲ့သည်ဆိုသည့်သတင်းတို့သည်အသတင်းအမှားများဖြစ်နေတော့သည် ရှင်မိုးအိမ်ပြန်ရောက်သည့်အခါအမေတယောက်ဒေါသပုံထနေလိမ့်မည်။ပါဖနှစ်ယောက်ဆိုတော့ဘယ်လိုလုပ်လိုက်တာလဲ။ဘာမှလည်းကြုံပြောကြဘဲနဲ့ဧည့်သည်တွေနဲ့အိမ်မှာကြုတ်ကိုတယောက်ထဲထားခဲ့ကြတယ်။ညီကရောဒိုသားဖကိုကြုံပြောလို့လား။ကိုသမီးကိုကုန်ပစ္စည်းလို့လားကြည့်ကြမှာများ။ဧကန်ထမင်းကျွေးနေရသေးတယ်လို့အိမ်။ရှင်မဲသမီးကညာအခါမလင်းစင်နဲ့တို့၂၀ကျော်အစိပ်ပိုင်းအရွယ်တော်တစိမ့်ဟိုင်းတို့ရွတ်နေပြီးတော့သမီးကိုအိမ်အောင်ပြုတ်စေချင်တာဆိုအမေကလည်းမခံဘူး ဟာငါသမီးကိုလာရွေးစရာလားငါသမီးကသူ့စိတ်ကြိုက်ရွေးမှာပေါ့ကွာရှင်မိုးကိုစားအဖေပြောနေပြီမို့အခန်းထဲသို့တိတ်တိတ်လေးဝင်ခဲ့လိုက်သည်တော့တော့အမေကမြင်ဖြစ်အောင်မြင်သွားပြီအဖေကတော့ထားပါတော့ညီကမင်းကလေးဖြစ်ပြီတနေ့ကုန်ဖယ်နှားသွားနေတာလည်းပြောသင်တန်းမှာပဲနေလိုက်တော့တာလေမရည်ရွယ်ပါပဲပထမဆုံးအကျိန်အမေအားလိန်ပြောလိုက်မိသည်အမေသည်ဆက်လက်စူပူကျိန်းမောင်းနေပါတော့လေ ရင်မိုးနာသူမဝင်တော့ပြီစိတ်ညစ်ခြင်းစိတ်ရှုပ်ခြင်းတို့လည်းမဖြစ်တော့ပြီဂီတသည်စိတ်ကိုညှို့နှူးစေတတ်သည်လားနားထဲတွင် သချင်းတန်သချင်းတန်တို့သာကြားရောင်နေစေနေရချားတခါဆိုသလိုည9နာရီလောက်တွင်လင်းစေဖုံးဆက်လေးရှိသည်ရန်ခါညများတွင် ကိုတေးဖြစ်ပါပါလာတတ်ပြီမိုးကိုသတိရလို့ဆိုသည့်စကားတခွန်းဝင်ပြောတတ်သည် တလခန့်လောက်ကြာလာသည့်အခါအမေကမကြိုက်ကြောင်းပြောလာသည်မျက်နေကမှအဲ့ဒီကောင်မလေးနဲ့ပင်ထဲမှာတွေ့ခဲ့ကြတာမဟုတ်ဘူးလားမျိုးဟာပုံမှန်ဟုတ်ရဲ့လားအေးခင်တာလဲခင်တာပေါ့မကြိုက်ပါဘူးဘာလဲများပြောစရာတလောက်ရှိနေကြတာမဟုတ်ပါဘူးအမေကလည်းသူကအခုမှရီရီမောမောလေးစကားပြောလာတာလင်းစီဘွားကိုအမေလည်းသိရသားနဲ့သမီးကတနာလို့ပါအေးပါတနာလုံးစွန့်တော်ယုံရက်နော်တော်ယုံမဲကောင်းတယ်သူ့တနာပြီးတော့ညီကဘာလို့ပြင်နိုင်မှာမလို့လဲ ဘာမှလုပ်မပေးနိုင်လို့မေတ္တာပဲပေးနေတာပေါ့အမေ။ तू နဲ့ရွယ်ရွယ်မင်းကလေးတွေရှားထဲမှာ तू ကအထီးကျန်ဆန်နေလို့ပါ။အပေါင်းအသင်းအတိုင်းဝိုင်းနဲ့အစစ်မပြေဖြစ်နေလို့အခုသမီးနဲ့တွေ့မှာ तू ကပုံမှန်လေးပြန်ဖြစ်လာတာ။အမေကတော့နင်းစီတယောက်ရင်မိုးအားတွေ့တာလုံးနေသည်ကိုမကြိုက်ဟုဆိုသည်။လူမှုကြီးကြပ်ရေးနှင့်ပြည်내နေရာချထားရေးဝန်ကြီးဌာနမှပြည်내ဝင်အရာရှိစံမေးပွဲခေါ်လေသည် ရှင်မိုးဝင်ဖြေဖို့ဖောင်တင်တော့အဖေကစတယ်လို့နောက်တယ်လို့နဲ့အမျိုးသမီးအရာရှိဖြစ်အောင်ဖြေမနေပါနဲ့တော့သမီးရဲ့အရာရှိအမျိုးသမီးပဲလှုပ်လိုက်ပါတော့ဟုဆိုသည်ဒီရမြားအတွင်ရှင်မိုးစမ်းတက်နေသည်ဟုဆိုရမည်ထင်သည် တက္ကသိုလ်ဒုတိယနှစ်တွင်ကျောင်းတူတက်ခဲ့ဘူးသည်မေဂျာတူတငယ်ချင်းတယောက်ကရေတက်တွင်ဗိုလ်ကြီးဖြစ်နေပြီးအခမ်းအနားတစ်ခုတွင် ပြန်ဆောင်ကြသည်ဒီနောက်အင်ကို အလဲလာဝင်ထွက်ရင်း 陈某啊，七十个还手拿的，阿佩坦多大眼镜个党员的，啊，拍我接初电视也讲的嘛。陈某啊，衣裳表姐见到大嘞，衣裳被雨天也穿了，都散了，都都发皮，啊，十五片也没被证明皮的。就后来戴眼睛现在普及啊，明啊，俺都没洗个，皮也比被染黑、染霉的。羡慕东边一片没被也被染的，都谈到拿当员证我那么看看。 ရင်မိုးနာတို့ချင်းကပ်လာသည့်အဖြစ်ဖြစ်တို့ကညံစံလွန်လာသည်အဖေရုံးဝင်တန်းအမကြီးတယောက်နှင့်ရင်မိုးကအလွန်ခင်မင်ရင်းနှီးသွားကြသည်ရင်မိုးကိုသဘောကျသည်ဟုဆိုကလေဓာတ်ဘိုးတူတူတယောက်နှင့်ဆက်ဟပ်ပြန်လေသည်တူတူသည်လေဓာတ်ဘိုးထူးချွန်ဆက်ရောက်ထဲတွင်ပါဝင်ပြီးတရုတ်ပြည်မှဝယ်ယူလာသည့်လေရင်ကိုမြန်မာပြည်သို့မောင်းနှင်လာရင်သွားယူရမည်သူအဖြစ်ရွေးချယ်ခြင်းခံရသည်တရုတ်ပြည်တွင်ရိုက်ခဲ့သည့်တပ်ပုံအယ်ဘန်ကြီး ်ရှင်မိုးတို့အိမ်တို့ရောက်လာသည်အမေထံသို့အရင်ပြချသည်အမေသည်ထိုလေထက်ပိုလေးအားအတော်သဘောကျနေသည်ရှင်မိုး၏မေဘွဲဓာတ်ပုံများလည်းထိုသူထံသို့ပေးပို့ထားပြီးဖြစ်သည်ဓာတ်ပုံထဲတွင်အရက်မြင့်မြင့်လေထက်ယူနီဖောင်းနှင့်သူ့ဘုံကလိုက်ဖက်နေပါသည်မိဘမျိုးရိုးနှင့်နောက်ခံစီဝါရီတို့အပါအဝင်အဖေဝန်တန်းမိသားစုမှဖြစ်နေသဖြင့်အမေကသူ့ဩဇာညောင်းမြှို့ထင်ပြီးသဘောကျနေခြင်းလည်းဖြစ်သည် ရှင်မိုးတို့နှစ်ယောက်တွေ့ဆုံရင်းကိုအဓိကလှုပ်ရှားသူမှာအမင်းနဲ့အဖေဝန်ထမ်းအမကြီးတို့ဖြစ်သည်။အပြင်မှာဆုံတွေ့ကြသည့်အခါတက်တူရွယ်တူတွေမှစကားပြောရပြီးမှအဆင်ပြေသည်။စိတ်တော်ကောင်းပုံရသည်။ယောက်ျားပိသားသည့်ရုပ်ခလရုပ်လက္ခဏာရှိနေပြီးနေဟန်ထိုင်ဟန်တို့ကဆွဲဆောင်မှုရှိပါသည်။သို့သောရှင်မိုးရှင်မခုံမချစ်ဟုခံစားနေမိသည်။သူဘက်ကတော့ရှင်မိုးအားတွေ့ကျင်လုံးသဖြင့်အတော်ကို နဘူးနဆာလုံနေခဲ့ပြီးဓာတ်ပုံမြင်မိကလေးကချစ်မိတာပါဟုဆိုလာသည် နောက်တစ်ပတ်တွင်တရုတ်ပြည်မှဝယ်ယူလာသည့်ဆိုသည့်လေရင်အစ်စ်ကြီးကိုမိထီလာဒေတဲ့စခန်းမှမန္တလေးအနီးတစ်ဝိုက်သို့မောင်းနှင်ပြန်တမ်းရမည်ဖြစ်ပြီးရင်မိုးတို့အိမ်ပေါ်မှဖြတ်တန်းမောင်းနေမှုစိတ်ကူးထားကြောင်းပြောပြလေသည်ကျွန်တော်စိတ်ကူးထားတာဗျမိုးတို့အိမ်ပေါ်ကဖြတ်ပြီးပြန်တမ်းကြည့်မယ်လို့မိုးတို့ဝန်ထမ်းအိမ်ယာနေရာတွေကိုသိတယ်လေ အနိုင်ပြန်ပန်းရမှာတွေလည်းပါတယ်စွတ်သူအင်ခေါင်ဘိုးပေါ့ကိုယ်တိုင်လင်းမြန်နဲ့ဝဲရမယ်အစီအစဉ်လေးလေး very romantic ပေါ့ဗျာရှင်မိုးအားရှင်ရှင်ဆာဆာကြည့်ပြီးဆိုလာသည့်သူ့ကိုကြောင်တက်တက်လေးပြန်ငင်းနေမိသည်မိကလေးတဦးနေဖြင့်ရှင်ခုံစရာကောင်းလာသည့်အစီအစဉ်ဖြစ်တော်လဲရှင်မိုးရင်ကိုထူးခြားပြီးလာမရိုက်မှန်သူ့နှုတ်ဖျားမှာမိုးဟုခေါ်တော့ဆွဲလိုက်ခြင်းကိုသာမကြိုက်ဖြစ်သွားရပြီး တစုံတယောက်ကိုသတိရပွားမိသည့်အခါရှင်တစ်ခုလုံးကနှုံးချီသွားသည်လို့ရေဓာတ်ဘူဤဓာတ်ပုံအယ်ဘန်ကြီးသည်ရင်မိုးတို့အိမ်တွင်တလခန့်ကြမြင့်လေသည်အမေသည်အဖေမြင်သာစေရန်ဧကန်းစတိခုံပေါ်တွင်တင်ထားတော်လဲအဖေကတော့သတိမပြုမိနောက်ဆုံးတွင်အမေသည်မနေနိုင်လွန်းစွာ အဖေကိုအယ်ဘန်ကြီးယူပြလေသည်မချိုတူလေးပုံလေးလေဓာတ်ကဘူကြီးတဲ့မလှဘူးလားကြည့်ပါဦးအဖေကြီးရဲ့ အမေကသူပြောချင်သည်ကိုပျော်ထက်သလိုပြောလိုက်လေသည်။ယောက်ျားလေးလှတဲ့ပုံနဲ့ငါဘာလို့ကြည့်ရမှာလဲ။မိန်းကလေးလှတဲ့ပုံလာပြရင်တော်သေးတယ်။အဖေသည်လည်းတိရဲ့သားနဲ့အမေကိုအငေါ်တူးလေသည်။ရှင့်အတွက်ပြနေတာမဟုတ်ဘူး။သမီးအတွက်ကြည်ခိုင်းနေတာ။ကောင်လေးကရှင့်သမီးကိုတော်တော်သဘောကျနေတာ။ယာရုနဲ့မျိုးရိုးလေးကလည်းမဆိုးဘူး။သူ့မိဘအတိုင်းဝိုင်းကအစတုတ်တို့ကိုယိုကျိုးကြတယ်။အဲ့ဒီတော့သမီးကဘာတဲ့။ဘာမှမတဲ့လို့ရှင့်ကိုပြောပြနေတာနဲ့။ ဟာသမီးမကြိုက်ရင်ငါလည်းသူ့ကိုယူပေးလို့မရဘူးလေ။ကျမအကောင်ပြောနေတာနော်။ရှင်မဲသမီးကိုအိမ်အောင်ပြုတ်တင်ပြီလို့မကြခဏပြောနေတယ်လေ။တကယ်လာဆက်ကြဟတ်ကြတော့လေအယိုးများတယ်လေချီးခါတယ်လေနဲ့။ငါပြောတဲ့အိမ်အောင်ပြုတ်ဖို့ဆိုတာသမီးကချစ်ခင်စုံမက်ပြီးရွေးချယ်တာကိုငါတို့ကတင့်အိမ်မတင့်အိမ်ကြည့်ပေးချင်တာလေ။ရှင်သမီးချစ်ခင်စုံမက်သူကမတော်တရော်တွေဖြစ်နေရင်ရောအခုလေထက်ဖို့လေးကတိုင်းတုံကိုပြောင်းရတော့ပါတယ်။အဲ့ဒါ ဒီဘက်ကတေးစားရင်လာမြန်းထားပြီးလက်ထက်ခွင့်တင်ကျင်လိုက်တာတင်ကျင်တင်လိုက်ချင်လို့တဲ့။ဒါပြန်မီနောက်တရသူတို့ဘက်ကအပိုင်လုံနေတယ်။ငါသမီးရုပ်ကအခုမှလက်ခံမထားရင်လင်မရရမယ်ရုပ်ကြနေတာပဲ။အမေစကားတန်မကြားရတော့။အဖေနဲ့အမေတို့အပြန်အလှန်စကားစစ်ထိုးနေတဲ့ကိုအခန်းထဲမှာရှင်မိုးကြနေရတယ်။ချစ်ဖို့ကောက်လိုက်တဲ့အဖေဟုတိုးတိုးလေးရှိယူရင်ရှင်မိုးပြုံးနေလိုက်ပြီ။ နောက်တစ်နေ့မနေ့ရင်မိုးတင်တန်းသွားသည့်အချိန်တွင်အဖေသည်ကားပေါ်မှစောင့်နေမိသည်အဖေနန်းတွင်အစည်းအဝေးပြန်ချိန်နှင့်ရင်မိုးညနေပိုင်းတင်တန်းဆင်းချိန်များတိုက်ဆိုင်နေလေဝင်းကြိုပေးတတ်တော်လဲယခုလိုမနေ့ပိုင်းတင်တန်းသွားခြင်းကိုသီးသန့်လိုက်ပို့ပေးလိမရှိဘူးခဲ့ကားဆထွက်တင်နှင့်ရင်မိုးကိုစကားစာပြောလေတော့သည်တမီးအသက်အခုဆို25နှစ်ပြည့်တော်မယ်မိန်းကလေးတယောက်ရဲ့အလှအဆုံးအရွယ်လို့ပြောလို့ရတယ် မေလောကနယ်ပယ်မှာတော့အောင်မြင်တဲ့သူတယောက်လည်းဖြစ်ခဲ့ပြီးပြီအခုသမီးအရာရှိဆက်မေးဘွဲတွေဝင်ဖြေတယ်ပေါ့ဒါကလည်းအသက်40ထိဖြည့်ခွင့်ရှိနေတာပဲသမီးလှုပ်ရှားကြံနေတာကအိမ်တော်ပြုတ်ဖို့ပဲကြံတော့တယ်ဘဝမှာမင်းကလေးတယောက်ရဲ့ဆန်းကနှခါမလာဘူးသမီးအခုသမီးကိုလိုလားပြီးလာတောင်းတဲ့သူတွေစကားကန့်လန့်တဲ့သူတွေသမီးစီတိုက်ရိုက်ချင်းကပ်ကြတဲ့သူတွေအများကြီးဖြစ်နေချိန်မှာစဉ်းစားရွေးချယ်သင့်ပြီ ကိုဘာသာသဘောကျတဲ့သူဆိုဆိုရလေအခက်ခတ်ပြီးခေါ်လာခဲ့အချစ်ဆိုတာအချိန်မတန်တော့မှအရွယ်နွန်တော့မှတွေ့ရရင်အနေရများတယ်အလောတကြီးမဟုတ်ပင်မဲ့အခုကစပြီးသမီစဉ်းစားတော့အချိန်တိတ်မဆွဲပဲဖဖေကိုအဖြေပေးပါအဖေဒီအမေရှိရင် မပြောလို့ဒီများကိုကားပေါ်တွင်ပါလာပြီးတမင်ပြောလေသည်လားမသိဒီနောက်တော့အဖေကိုမင်းသချင်းစုံဖို့ရှင်မိုးရှောင်နေရတယ် တင်တန်းတွင်နေချိန်ပိုများလာသည်တင်တန်းတွင်လည်းပိုင်ရှင်အမကကိုဝင်လွယ်ထားရသဖြင့်ရင်မိုးဥစည်းနေရသည်လို့ဖြစ်နေသည်ရုံးပိရဲ့များတွင်လင်းစေရိုးအိမ်ကိုသွားပစ်သည့်အချိန်အရေအတွက်ပိုစိတ်လာသည်တင်တန်းတွင်ပိုင်ရှင်အမနှင့်ရင်မိုးအဖြစ်ပြက်တို့ကိုပြောပြဖြစ်သည်မိသားစုညနေထမင်းဝိုင်းတွင် လက်ဆောင်စားဖို့ရှောင်ရသည့်အတွက်တင်တန်းမှတင်တန်းနားမှာရှိသည့်အတုပ်လေးမုတ်လေးများစားသွားရသည တခါတည်းရန်တွင် ပိုင်ရှင်အမကညသာကြွေလိုက်သည်နင်းစေတိသွားကသူ့တဲ့တဲ့စီတရင်ရောက်သည်ထင်သည်မျက်နှာပိုင်းတင်တန်းသို့လင်းစေလာကစားလျင်ထမင်းချိုင်လေးထဲ့လာပေးထက်သည်